။မောင်စားကားတယောက်ပိတ်တာကြီးကိုအနိုင်ယူပြီးတာနဲ့ဘေးဘီဝဲရကိုလှည့်ပတ်ကြည့်ရှုရင်ပျောက်သွားတဲ့ကျွဲတွေကိုလိုက်ရှာနေတော့အဖွဲတဲကစိုးတင်းလို့ခေါ်တဲ့တက်တူရွယ်တူအမျိုးသားတယောက်ဟာမောင်စားကရှိရကိုမြင်းနဲ့ဒုံဆန်ပြေးလာနေတာကိုမြင်လိုက်ရပါတယ်။စိုးတင်းကိုမြင်တော့မောင်စားကားတယောက်စကားပြောမလို့လှုပ်တဲ့အချိန်မှာပဲမြင်းမောင်မှထိုင်းနေတဲ့စိုးတင်းကမောင်စားကားကိုအခုလိုပဲပြောလိုက်ပါတော့တယ်။ တပင်ကြီးငယ်တွေအောင်ဆိုင်နေတဲ့ရိုးမာတော်ကြီးအတွင်းထဲမှာတော့တောကောင်ငယ်လေးတွေရဲ့အော်မီတန်နဲ့အတူနေအောင်ကြီးအနေငယ်ကလည်းပြည့်ရတစ်ခတ်တွေကြားကနေထိုးဖောက်ဝင်ရောက်ကမြေပင်ပေါ်ကိုကျနေတဲ့မြင်ကွင်းလေးကတော့တောတောင်ကြီးမီတဘာဝရဲ့အလှတရားတစ်ခုပဲဖြစ်ပါတယ်။အဲလိုစိမ့်လန်းဆိုးပြေးလာတဲ့ရိုးမာတော်ကြီးထဲမှာကဆေးဘက်ဝင်တစ်ဖူတစ်ဖူတွေကလည်းပေါ်လာတယ်လို့ရက်ဆက်အကြမ်းကြုတ်တဲ့တားရတလိမ့်ဆန်တွေအပြင် အစိပြင်းတဲ့ငွေမျိုးစိတ်တချို့ကလည်းရိုးမတော်ကြီးကိုအမိတယ်ဟဲ့ပြုတ်ကကျန်လဲကျဆားနေကြပါတယ်လူလူရောက်ပေါက်နဲလာတဲ့တော်ကြီးတစ်ခုဖြစ်တာကြောင့်တော်ရဲ့နေမြေကလည်းကျန်းတယ်လို့ဗရာလောကသားတွေကလည်းတော်တဲ့ကတချို့နေရာတွေမှာကြီးနိုင်နေတဲ့ပုံစံမျိုးနဲ့တူပိုင်နဲ့ငါးပိုင်နဲ့လို့ဆိုတာနေမြေတီချာကန့်တက်ထားတာတွေရှိခဲ့ပါတယ်ရိုးမတော်ကြီးနဲ့အနီးတစ်ဝိုက်ကရွာငယ်လေးတွေမှာဆိုရင်ဒီတော်တီတောင်ကြီးတဲကိုခြေဥတော်မလှဲ့ကြဘူး လူကြီးဒူမာတွေကတတိပိစကားဆိုရတဲ့အထီတော်ရိုးမတော်ကြီးရဲ့ဂုံတင်းကရွာနီး၆ဆက်မှာကြော်ကြားနေခဲ့ပါတယ်။ဒါပေမဲ့လူတွေဆိုတာကလည်းပြောမယုံကြုံဘူးမှတိဆိုတယ်လို့စူစမ်းကျင်စိမ့်နဲ့တောနဲ့ထဲထိဝင်လာပြီးဆက်ဆက်ဆူဆူလှုပ်ခဲ့ကြတဲ့သူတွေလည်းရှိခဲ့ပါတယ်။အဲဒီလိုဆက်ဆူတဲ့လူတွေကတော့ရွာထဲကထွက်ပြီးတောထဲကိုရောက်တာနဲ့အသက်ရှင်လျက်တယောက်မှရွာကိုပြားမလာနိုင်ခဲ့ကြပါဘူး။ဒီလို၆လန့်ကြီးပြီးနာမည်ဆိုးတဲ့ကြော်ကြားတဲ့ ရိုးမာတော်ကြီးတဲ့ကအကြောက်လက်မရှိပဲ rival တနက်ကိုစီဆွဲကန်တဲ့ဝင်ရောက်လာခဲ့တဲ့သူတွေကတော့မောင်ဆက်ကားလို့ခေါ်တဲ့တက်လက်ပန်လူငယ်လေးတယောက်ဥဆောင်နေကျွဲကုံတဲ့အဖွဲတစ်ဖွဲပဲဖြစ်ပါတယ်။အောင်ဆက်ကဆိုတဲ့လူငယ်လေးကအသက်20ဝန်းကျင်လောက်တာရှိပြီးငယ်ရွယ်ဖြက်လက်တဲ့ဆွေဆောင်ရပညာရှင်တဦးလို့ဆိုရပါမယ်။မောင်ဆက်ကဥဆောင်တဲ့ကျွဲကုံတဲ့အဖွဲဟာသူ့ရဲ့ကျွဲတွေပေါ်မှာစားတဲ့ရိတ်ခါအပြည့်စုံကိုတင်က တရွာကနေတရွာကူးတန်းရောင်းဝယ်ဖို့အတွက် အချောက်လန့်ကြီးလာပါတယ်ဆိုတဲ့ရုံးမတော်ကြီးတဲကနေဖြတ်တန်းလာခဲ့ကြတာဖြစ်ပါတယ်။မောင်ဆက်ကတို့ကုံတဲအဖွဲဟာ လူရည်၁၀ယောက်ခန့်လောက်တာပါဝင်နေ။နေလက်ကုံတဲတွေဖြစ်ပြီးတော့သူတို့ရဲ့အဖွဲခေါင်းဆောင်ဖြစ်တဲ့မောင်ဆက်ကရဲ့ဥဆောင်မှုနောက်မှာကိုစီကိုစီ အလौတာဝင်တွေကိုကျေပေါ်အောင်ထမ်းဆောင်နေခဲ့ကြပါတယ်။အခုလဲသူတို့အဖွဲကယူမတော်ကြီးရဲ့တစ်ဖက်မှာရှိတဲ့ဆယ်ကုန်းဆိုတဲ့ရွာလေးမှာ သူတို့ဝယ်ထားတဲ့ကျွဲတွေကိုပြန်လဲရောင်းချဖို့အတွက် ယုံမတော်ကြီးတဲကနေအလင်းစလိုခရီးနေနေခဲ့ကြပါတယ်သူတို့အားလုံးကယုံမတော်ကြီးအကြောင်းကိုသိနေကြပြီမဲ့ခေါင်းဆောင်ဖြစ်သူမောင်ဆက်ကကလောကီပညာရှင်တယောက်ဖြစ်တာကြောင့်ဖြစ်လာရမျအန်ဒီရဲ့အတွေ့အတွေ့ကိုရှင်းလင်းနိုင်နေဆိုတဲ့ယုံကြည်ချက်တစ်ခုတည်းနဲ့ယုံမတော်ကြီးကိုဖြတ်ပြီးခရီးနေဖို့ဆန္ဒပြုခဲ့ကြတာဖြစ်ပါတယ်မောင်ဆက်ကကလောကီပညာအစီရင်တွေမှာလဲနှံ့ဆက်တယ်လို့စီးပွားရှာတော်တဲ့လူငယ်လေးတယောက်လည်းဖြစ်တဲ့အပြင် စိတ်နဲ့စိတ်ထားကလည်းအင်မတန်မှကောင်းမွန်လာကြောင်းသူ့ရဲ့အဖွဲ့သားတွေကမောင်ဆက်ကရဲ့စကားတခွန်းဆိုတခွန်းယူဒီလေးစားနေခဲ့ကြတယ်ဗျာမောင်ဆက်ကတယောက်ယူမတော်တဲ့ကိုသူ့ရဲ့အဖွဲ့သားတွေနဲ့ခရီးထွက်လာရင်ပဝင်းကျင်အခြေအနေကိုလည်းဂယုတဆိုင်အကဲခတ်နေတယ်လို့တော်တယ်မှာလမ်းမပြောက်ရအောင်လဲဂယုတဆိုင်ခရီးနှင်နေခဲ့ပါတယ်သူ့ရဲ့စကားကိုနားထောင်ကြတဲ့အဖွဲ့သားတွေကိုကြည့်ရင် မောင်ဆက်ကတယောက်ပီတိဖြစ်နေတယ်လို့ အခုလိုအခြေအနေမှာကောင်းကောင်းရည်တည်နိုင်အောင်တင်ကြားပြသပေးခဲ့တယ်။ဆရာဖြစ်သူနဲ့ဦးကြီးဖြစ်သူတို့ကိုလည်းစိတ်ထဲကနေအတော့ကိုကျေးဇူးတင်နေမိပါတယ်။မောင်ဆက်ကားရဲ့အဖွဲ့သားတွေဆိုတာကလည်းတခြားမရင်းနှီးတဲ့သူတွေမဟုတ်ပဲရွာမှာရှိတဲ့အတိမိတ်ဆွေတွေသာဖြစ်ပြီးတော့သူ့ရဲ့ဥဆောင်မှုနောက်ကိုရုံုံကြီးကြီးလိုက်ပါလာခဲ့ကြတယ်။မိသားစုဝင်တွေလို့ပြောရင်လည်းမှားနိုင်ဖွယ်ရာမရှိပါဘူး။မောင်ဆက်ကားတယောက်ခရီးရှည်ကြီးထွက်လာခဲ့တာလဲ။အတော်ကြာနေခဲ့ပြီမို့ ဆရာဖြစ်သူနဲ့ဦးကြီးဖြစ်သူတို့ကိုနောက်ဆုံးနှုတ်ဆက်ခဲ့ရတဲ့အခိုက်အတန့်လေးကိုအတွေ့အထဲမှာပြန်လည်တွေးနေမိပါတယ်။ရှင်ဗျာတပည့်တော်ရွာကတငယ်ချင်းမိဆွေတွေနဲ့ကုံတယ်ပွဲစားလို့ကိုအတူတူလှုပ်ချင်လို့ပါ။အဲ့ဒါသူတို့ကလည်းတပည့်တော်နောက်ကိုယုံယုံကြည်ကြည်နဲ့လိုက်ခဲ့ကြမယ်တဲ့။အဖွဲကလည်းတပည့်တော်ကလည်းဥဆောင်ပါလို့ပြောတယ်။အဲ့တော့တပည့်တော်စူးစောင်းထားတဲ့ငွေကြီးနဲ့ငယ်နဲ့ခရီးထွက်ပြီးစီးပွားရှာချင်ပါတယ်ဖေဟာ။အင်းကောင်းပါတယ်တကား။လောကမှာမိဆွေကောင်းတယောက်ရှိတော့ဟာ။ ကဘာတချမ်းကိုပိုင်ဆိုင်ခွင့်ရတယ်လို့ပါပဲအခုတကားမှာဟာမိစေကောင်းတွေအများကြီးရှိတာပဲတကားဆန္နာတိုင်းဘုန်းကြီးကခွင့်ပြုပါတယ်တကားဦးကြီးဖြစ်သူစီကားတာခွင့်ပြုချက်တောင်းပါကွယ်မှန်လားပါဗျာဦးကြီးကလည်းပြောထားပါတယ်ဒါပေမဲ့ဦးကြီးကတပည့်တော်ကိုအရှင်ဘုရားထံမှာခွင့်တော်မှုနဲ့တပည့်တော်ခီးမထွက်ခင်မှာစီစဉ်ပေးစရာကိစ္စရက်တခုရှိတယ်ဆိုလို့တပည့်တော်လူဆောင်အောင်စုပြီးလာခဲ့ရတာပါဖေဟာဟုတ်ပါပြီ ။ဒါဆိုလေလုံးစရာရှိတာကိုများများလောက်ကြပေါ့။အချိန်မလေးခင်ခရီးထွက်နိုင်မှဖြစ်မယ်တကားရဲ့။မောင်ဆက်ကလည်းဖုံဖုံစီကခွန်းတော်မီ။ဦးကြီးဖြစ်သူကိုကြည့်လိုက်တဲ့အချိန်မှာတော့ကဲအချိန်မလေးခင်များများသွားရအောင်ပါဆိုတော့လုံးစရာရှိတာများများလောက်တာပေါ့ကွာ။ယော့ဒီမှာတစ္ဆာကြီးကခွက်ကိုယူပြီးငါတိုင်ပေးတဲ့အတိုင်းလိုက်ဆိုပါ။ဦးကြီးဖြစ်သူပြောတဲ့အတိုင်းမောင်ဆက်ကလည်းခွက်ကိုအတာယူလိုက်ပါတယ်။ကျွန်တော်မောင်ဆက်ကဒီ ကျွန်တော်မောင်ဆက်ကဒီဤနေရာဤသေးတောင်းမှာထောက်ကားဒီနေကစပြီးဤနေရာဤသေးတောင်းမှာထောက်ကားဒီနေကစပြီးကောမွန်သောစိတ်စေတနာဖြင့်သာလုပ်ငန်းမှန်သည်များကိုလုပ်ကင်ပါမည်ကောမွန်သောစိတ်စေတနာဖြင့်သာလုပ်ငန်းမှန်သည်များကိုလုပ်ကင်ပါမည်ဇေယျတခင်တို့ပေးရထားတဲ့ပညာစဉ်ပညာရက်များကိုလည်းမကောင်းသောနေရာတွင်အတုံးမပြုပါဘူးဆိုလေတစ္ဆာအဋ္ဌံပြုပါသည်ဇေယျတခင်တို့ပေးရထားတဲ့ပညာစဉ်ပညာရက်များကိုလည်း မကောင်းသောနေရာတွင်အတုံးမပြုပါဘူးဆိုတဲ့တစ္ဆာအဋ္ဌိတံပြုပါသည်အကယ်၍ပညာရှင်ပညာရမြောင်းကိုမကောင်းသောနေရာတွင်အတုံးပြုမိခဲ့ပါကမဟာဝစီငရဲ၌နှစ်ပေါင်းများစွာခံရပါစေသာအကယ်၍ပညာရှင်ပညာရမြောင်းကိုမကောင်းသောနေရာတွင်အတုံးပြုမိခဲ့ပါကမဟာဝစီငရဲ၌နှစ်ပေါင်းများစွာခံရပါစေသာမောင်ဆက်ကလည်းဦးကြီးဖြစ်သူတိုင်ပေးရတိုင်လိုက်ဆိုပြီးတစ္ဆာအဋ္ဌိတံပြုပါ ဆရာဖြစ်သူနဲ့ဦးကြီးဖြစ်သူတို့ကိုရှင်ကိုကတော်လိုက်ပြီးတော့ထိုင်ရာကနေထမယ်အလုံးမှာတော့မာသူမင်းကလေးကိုမင်းဒီနိုင်အောင်ကြိုးစားပါသစ္စာမပြတ်ပါစေနဲ့ယော့ဒါကမင်းအတွက်အာစီရင်ထားတာတွေတဲကအစွမ်းထက်ဆုံးနဲ့အတုံးဝင်ဆုံးအစီရင်ပစ္စည်းတွေပါတဲ့လွယ်ပဲငါတင်ပေးထားတဲ့ဂါရမန်တန်တွေကိုလည်းအမတ်ရရတယ်လို့နှုတ်ကရွတ်ဆိုပါ ဟုတ်ကဲ့ပါဦးကြီးကျွန်တော်အသေးချာမှတ်ထားပါမယ်အတွေ့ထဲမှာနောက်ဆုံးနှုတ်ဆက်ခဲ့ကြတဲ့ ဆရာဖြစ်သူနဲ့ဦးကြီးဖြစ်သူတို့ကိုမြင်အောင်ရင်ဦးကြီးပေးလိုက်တဲ့အစီရင်လွယ်အိတ်ကလေးကိုကန်ကာမန္တန်တွေကိုနှုတ်ကယူရင်ရိုးမတော်နဲ့ထဲကိုဝင်ရောက်လာခဲ့ပါတော့တယ်တော်နဲ့ထဲကိုမနဲ့ထဲကဝင်လာခဲ့တာအခုဆိုရင်နေမင်းကြီးတာနောက်ဘက်တောင်တန်းတွေထဲကိုတိုးဝင်ပျောက်ကွယ်လို့သွားခဲ့ပါပြီမောင်ဆက်ကလည်းခီးတစ်ချောင်းလုံးပင်ပန်းလာတဲ့အဖွဲသားတွေကိုရောက်တဲ့နေရာမှာပဲစခန်းချဖို့ပြောတော့စားနဲ့ရိတ်ခါတွေကိုလဲပေါ်ကချသူကချ ကျွဲဦးကြီးကိုနေရာချပေးသူကချနဲ့အလုပ်တွေကိုလက်ဆက်တက်နေခဲ့ကြပါတယ်ဒီလိုနဲ့အားလုံးပြီးစီလို့ညစာစားတော့ပြီးအနားယူချိန်မှာတော့မောင်ဆက်ကကကျွဲဦးကြီးကိုစောင့်ဖို့ကင်းသမားတွေကိုအလှဲ့ကျကင်းချပေးခဲ့တယ်လို့သူကိုယ်တိုင်ကလည်းကင်းသမားတွေနဲ့အတူအလှဲ့ကျကင်းဆောင်ပေးနေခဲ့တယ်ဗျာယူမတော်ကြီးရဲ့ညတကောင်ရံချိန်ကအင်မတန်မှတိတ်ဆိတ်နေပြီးပိုးအောင်ငယ်လေးတွေရဲ့အော်မီတန်ကိုတောင်မှ မကြားရတဲ့အထိတောကြီးတစ်ခုလုံးကငိမ့်တက်လျက်ရှိနေပါတယ်။ပုံမှန်ဆိုရင်ညတကောင်ရအချိန်ဆိုတာကတောနဲ့ထဲမှာနေကြတဲ့အသားရတလိမ့်ဆန်တွေအတွက်အစာရှာဖို့အကောင်းဆုံးအချိန်လည်းဖြစ်တယ်လို့ညာငါလေးတွေရဲ့အော်မီတန်ကလည်းတေချာဘောက်ကိုကြားနေရမှာမဟုတ်ပါလား။ဒီလောက်နဲ့တောကြီးထဲမှာဘလို့တလိမ့်ဆန်ရဲ့အတန်တဲ့တဲ့ကိုမျှမကြားရတော့အောင်တိတ်ဆိတ်နေတာကတော့သူတို့စီကိုအာနေရတစုံတရာကြောက်ရောက်တော့မယ်။လက္ခဏာပဲဆိုတာကတော့ မောင်ဆက်ကအပါဝင်ခရီးပန်းနေကြတယ်အဖွဲသားတွေကနည်းနည်းမှရိပ်မိကြဖို့မပေါ်ပါဘူးညအချိန်ကနတ်တရက်နတ်လာပြီတိတ်ဆိတ်နေတဲ့ရိုးမတော်ကြီးထဲမှာလည်းမောင်ဆက်ကတို့ကုန်းတဲ့အဖွဲရဲ့လှုပ်ရှားတံကလွဲလို့ဘာသူဘာမှမကြားရတော့တိတ်ဆိတ်နေတဲ့အချိန်ကျဲုံနဲ့မလန်မကန်ကနေအေးဆက်ဆက်၆ကက်ကအတန်တခုကကြောချမ်းဖွဲရထွက်ပေါ်လာခဲ့ပါတယ်ဒါပေမဲ့ကိုအောင်နဲ့ကိုအလုံများနေကြတယ်ကင်းသမားတွေရောမောင်ဆက်ကအပါဝင်ဘယ်သူတူဦးတယောက်ကမှ ဒီလိုကြောချမ်းဖွဲ့ရအတောင်ကိုမကြားမိလိုက်ပါဘူးမိဘုံကြီးတပုံဘေးကတက်တုံလေးပေါ်မှာထိုင်နေရင်အလုံးအကြောင်းကိုအာရုံစိုက်တွေးနေတဲ့မောင်ဆက်ကစီကိုအတက်ခတ်ကြီးကြီးလူတယောက်ဟာမြင်းစီပြီးထွက်လာနေခဲ့တယ်ဗျာသူကတော့ဥဖို့တေးလို့ခေါ်တယ်ကုံတဲတယောက်ဖြစ်ပြီးလက်ရှိမှာမောင်ဆက်ကတာဝန်ပေးထားလို့ကင်းသမားတွေနဲ့အလှည့်ကျကင်းဆောင်နေတဲ့သူပဲဖြစ်ပါလေဥဖို့တေးကမောင်ဆက်ကထိုင်နေတဲ့မိဘုံနားကိုရောက်လာတဲ့အခါမှာတော့မြင်းဘော်ကဆင်းလိုက်ပြီး မောင်ဆက်ကအနားကိုတဖြည်းဖြည်းတိုးကပ်လာခဲ့တာ မောင်ဆက်ကရဲ့နာမည်ကိုလှခေါ်လိုက်ပါတယ်။မောင်ဆက်ကမောင်ဆက်ကပြာအော်ဟုတ်ဦးကြီးဖိုးတွေဘာဖြစ်လို့လဲ။ဦးကြီးမောင်ရင်ကိုပြောစရာရှိလို့ကွ။အခုတိုးတွေစခန်းချတဲ့နေရာကတောနဲ့ထဲမှာမဟုတ်လား။ဟုတ်တယ်လေဦးကြီးရဲ့ရိုးမတော်ရဲ့အတွင်ထဲကိုရောက်နေကြတာလေ။음တောနဲ့ထဲမှာရောက်နေပြီ။တော်ရတန်ကိုမကြားရပဲတိတ်ဆိတ်နေတာကထူးဆန်းနေတလားလို့မောင်ရင်ရဲ့ဦးကြီးပြောမှာပဲတတိထားမိတယ်တော်ကြီးတစ်ခုလုံးကအတာမဲ့ထက်ပို့ပြီးတိတ်ဆိတ်နေတာ တမျိုးကြီးရောဖြစ်နေတယ်လို့ပဲဗျာတိုးရဲတောင်ထဲမှာတိုးတန်တောင်တန်းဆိုတာရှိရတယ်ကွယ်အခုကလေတိုးရင်တောင်တရက်တွေလှုပ်တဲ့အတန်ဟူတော်မှကြားရပဲထူးဆန်းနေတယ်ကွယ်ဦးကြီးစိတ်တယ်တိုးတွေအန္တရာယ်တစ်ခုခုနဲ့ကြုံရတော့မှထင်တယ်ကွယ်ကျွန်တော်လည်းအဲ့လိုပဲထင်မိတယ်ဦးကြီးအစောနာကကျွန်တော်ကလှုပ်သေးကိုအာယုံရောက်သွားတာနဲ့ပါဝင်ရဲ့အခြေအနေကိုသိချမလေးလာဖြစ်လိုက်ဘူးဦးကြီးလည်းခရီးပန်းနေတော့အစားကတည်းကတတိမထားမိပါဘူး ဒါပေမဲ့လေတာတိုက်နေတာတိရွဲ့လှုပ်တံတော့မကြားရတော့စိတ်တဲထင်သွားလို့မောင်းရစီကိုလာပြောပြတာပါဒါဆိုကျွန်တော်တို့တခုခုပြင်ဆင်ထားမှရမယ်ဗျကျွဲရုပ်ဘက်ကိုတစ်ချက်တွားကြည့်ကြမလားမောင်းဆက်ကားရဲ့စကားတော့မဆုံးလိုက်ခင်ပါပဲကျဲဟိုစီရဘက်ကနေတနက်တန်တစ်ချက်ကျဲလောင်စွာထွက်ပေါ်လာခဲ့ပြီးဇက်တိုက်ဆိုလိုတနက်ပြစ်တန်တွေနဲ့အတူကျဲဟိုကြီးရဲ့ကြောက်လန့်ကြအပြေးလာတန်တွေကထွက်ပေါ်လာခဲ့ပါတော့တယ်မောင်းဆက်ကားတို့စကားပြောနေချိန်မှာ ကျွဲဦးနားကိုထမ်းမြင်တပင်စာလောက်အရက်မြင့်နေပိဒါကြီးတကောင်ချင်းကပ်လာတာကြောင့်ကျွဲတွေကလည်းကြောက်လန့်တကြထွက်ပြေးကုန်ကြတယ်လို့မြင်းတွေကလည်းခြိထားတဲ့ကျိုးတွေကနေအတင်းယုံမီစူးစူးဝါးဝါးအော်ခက်နေခဲ့ကြတယ်ဗျာဝရုံတုံးကပြေးထွက်လာခဲ့ကြတဲ့ကျွဲဦးကြောင့်ကျွဲဦးနားမှာကြံခဲ့တဲ့မြတ်တင်လဲပဝင်းကျင်ကိုကြည့်လိုက်ရာထမ်းမြင့်တပင်လောက်အရက်မြင့်တဲ့ပိဒါကြီးတကောင်ကထွက်ပြေးသွားတဲ့ကျွဲတွေကိုကြည့်ရင်ဟာတိုက်ရဲနေတာကိုမြင်လိုက်ရပါတော့တယ်တူထက်အစာပေါင်းများစွာခန္ဓာကိုယ်ကြီးမာပြီး ကြောက်စရာအတင်တဒန်နဲ့ပိတ်တာကြီးကိုမြင်လိုက်ရတဲ့များတယ်လေဘာမှထွေထွေထူးထူးစဉ်းစားမနေတော့ပဲလက်ထဲမှာကင်ထားတဲ့တနတ်နဲ့ပိတ်တာကြီးကိုဇက်တိုက်ဆိုလိုပြစ်ခတ်နေခဲ့လိုက်ပါတယ်ကျဲဦးရှိရဘက်ကနေတနတ်တန်တွေနဲ့စူညာတန်တွေကိုကြားလိုက်ရတဲ့မောင်ဆက်ကတို့လေကျဲဦးရှိရကိုတွားဖို့ထိုင်ရာကနေအထမှာတော့ကြောက်လန့်နေကြအော်ဟေးရင်သူတို့စီကိုပြေးလာနေတယ်မြတဲ့ကိုခလန်လကအမောင်ရိတ်ထဲမှာမြင်လိုက်ရပါတော့တယ်မြတဲ့ကထိတ်လန့်ကြောက်ရွံ့နေတဲ့မျက်နှာအမူအရာနဲ့ မောင်ဆက်ကားတို့ရှိရာကိုတရှိန်ထိုးပြေးလာရင်ဗဇက်ကနေလဲကဲပါယူပါတဆာဆာအော်ဟစ်နေခဲ့ပါတယ်ကဲကြပါအောင်ကိုကြီးဆက်ကရေအနောက်မှာပိတ်တော်ကြီးကျုံတော်ကိုလိုက်လာတယ်ဗျကျုပ်ကိုကဲကြပါအောင်အဲ့လိုအော်ဟစ်ရဲ့နားကိုပြေးလာတယ်ညရင်ကိုကြည့်ပြီးမောင်ဆက်ကားကအချိုးအချောင်းကိုမေးကြည့်တဲ့အခါမှာတော့ညရင်လည်းတူကြုံတွေ့ခဲ့ရတာတွေကိုတလုံးမကြံအကုန်ပြောပြလိုက်ပါတော့တယ်အချောင်းဆုံးတိလိုက်ရတဲ့မောင်ဆက်ကလည်းညရင်ရဲ့စကားဆုံးဆုံးချင်းမှာပဲ မြင်းမော်ကိုခုံတက်လိုက်ပြီးတော့ကျွဲဥကြီးစခန်းချရနေရာကိုအ мян ဆုံးတွားခဲ့ပါတော့တယ်။ဥဖိုးတင်နဲ့မြာတင်တို့နှစ်ယောက်လည်းမြင်းစီပြီးထွက်သွားတဲ့မောင်ဆက်ကတို့နောက်ကိုပြေးလိုက်ရင်ပြေးလန်းလျှောက်မှတွေ့ရတဲ့အဖွဲသားတွေတချို့ကိုပါသူတို့နဲ့လက်ခဲဖို့ခေါ်လာခဲ့ပါတယ်။ထမ်းပင်တပင်လောက်အရမ်းမြင်ပြီးပိတ်ကက်နေတဲ့ခန္ဓာကိုယ်နဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်နေတယ်။ပိတ်တာကြီးကတော့ဘေးပါဝင်းညုံကိုကြည်ရင်တခုခုလှုပ်ဖို့ကြံရွယ်နေခဲ့ပါတယ်။များမကြာမီချိန်တွင်းမှာပဲမောင်ဆက်ကတို့အဖွဲအားပိတ်တာကြီးရှိတဲ့နေရာကို အပြေးလွှာရောက်လာခဲ့ပြီးတော့လက်ထက်ကတနတ်တွေနဲ့ဇက်တိုက်ဝိုင်းဝန်းပစ်ခတ်ကြပါတော့တယ်။ဒါပေမဲ့မောင်ဆက်ကတို့လေးရောင်တနတ်နဲ့ဘလို့ပဲဝိုင်းဝန်းပစ်ခတ်နေပါသေး။မိဒါကြီးကတော့တုတ်တုတ်တောင်မလှုပ်ပဲမောင်ဆက်ကတို့အဖွဲကိုယ်တာစူးစိုက်ကြည့်နေခဲ့တယ်ဗျာ။ဒီချင်းရောင်ကိုကြည့်ကအချင်းလေးကိုအ깨ခတ်နေတဲ့မောင်ဆက်ကကလက်ထက်မှာရှိတဲ့တနတ်ကိုပုံမှုမြင့်အောင်မြှောက်လိုက်ပြီးမိဒါကြီးရဲ့ဥကောင်တဲတဲ့ကိုချင်းကနှုတ်ကနေလဲမန္တာတပုတ်ကိုရွတ်ဆိုရင်တနတ်နဲ့ပြစ်ခဲ့လိုက်ပါတယ်။ အဲ့ဒီအချိန်ကြတော့မှမောင်စားကပြစ်လိုက်တဲ့တနတ်ကြီးစားဟာပိဋ္ဌာကြီးရဲ့ဥကောင်တဲတဲ့ကိုထိမှန်ပြီးပိဋ္ဌာကြီးလည်းနာကျင်စွာအော်ဟစ်ညင်ညူရင်အနောက်ကိုပက်လက်လန်လဲကြကလေထဲမှာတဲ့မိခိုးငွေတွေအဖြစ်ပြောင်းလဲပြောက်ကဲသွားပါတော့တယ်မောင်စားကတော့ပိဋ္ဌာကြီးကိုအနိုင်ယူပြီးတာနဲ့ဘေးဘီဝဲရကိုလှည့်ပတ်ကြည့်ရှုရင်ပျောက်သွားတဲ့ကျွဲတွေကိုလိုက်ရှာနေတော့အဖွဲတဲကစိုးတင်းလို့ခေါ်တဲ့တက်တူရွယ်သူအမျိုးသားတယောက်ဟာမောင်စားကရှိရကိုမြင်းနဲ့တုံဆန်ပြေးလာနေတာကိုမြင်လိုက်ရပါတယ် ဆိုတဲ့ကိုမြင်တော့မောင်စကားတယောက်စကားပြောမလို့လှုပ်တဲ့အချိန်မှာပဲမြင်းမောင်မှထိုင်းနေတဲ့ဆိုတဲ့ကမောင်စကားကိုအခုလိုပဲပြောလိုက်ပါတော့တယ်စက်ကရေးကျဲဦးကြီးကတော့ဒုန်းနဲ့အတော်နှမ်းတဲ့နေရာကိုရောက်သွားပြီကွာဘာလဲကျဲရီပြေးသွားတာနဲ့မြင်းမောင်တက်ခွာပြီးတန်းလိုက်တာပဲဒီကောင်တွေကပြေးတာအတော်များနာကွာဒီကနေ့မြောက်ဘက်စူးစူးကိုသွားကြတာမောင်ဆက်ကလည်းဆိုတဲ့ရဲ့စကားကိုကြားလိုက်တာနဲ့ဘာလို့ဘာမှပြန်မပြောနေတော့ပဲကျွဲဦးရှိရနေရာကိုတာလမ်းပြဖို့နဲ့ ကြံဖွဲ့သားတွေကိုလည်းလူစုကသူတို့နောက်ကိုလိုက်ခဲ့ဖို့ပြောလိုက်ပါတော့တယ်ဒီလိုနဲ့မောင်ဆက်ကနဲ့စိုးတင်းတို့နှစ်ယောက်ကြွရုပ်ရှိရကိုအပြစ်နှင်ကြရင်လမ်းတို့ရဲ့ရောက်မှာတော့ပိတ္တာကြီးနဲ့မတွေ့ခင်ကဖြစ်ခဲ့တယ်လို့တော်လန်လျှောက်တိတ်ဆိတ်နေတာကိုတရိထားမိလိုက်ပါတယ်ရှေ့ဆက်ဖြစ်လာမဲ့အန်နရဲ့ကိုကျိုးမမြင်နိုင်တာကြောက်မယ်မောင်ဆက်ကကအကာအကွယ်တစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပြီးဆရာဖြစ်သူလက်ဆင့်က ပေးလိုက်တဲ့ဆွေးလေအိတ်ထဲကနေလက်စစ်တာတာလောက်ရှိတဲ့ကြွရုပ်လေးတစ်ယောက်ကိုထုတ်ကား အရှိတလန်လောက်အကွာကိုမန္တန်ရွံ့ရွံ့လှက်ပစ်ခဲ့လိုက်တယ်ဗျာ။မောင်ဆက်ကလက်ထဲကနေပြစ်လွတ်လိုက်တဲ့ကြွဲရုပ်လေးကမြေပြင်ပေါ်ကိုရောက်ဖို့တပေလောက်အလိုမှာတော့လက်တစ်စတာတာရှိတဲ့ရုပ်လေးဟာမီးကွင်းတွေဝိုင်းလျက်တာမန်ကျွဲတွေထက်နဆကြီးတဲ့အင်ကျွဲကြီးတစ်ကောင်ဖြစ်သွားပြီးမောင်ဆက်ကတော့ရှေ့ကနေကျွဲကိုရှိရာကိုအလွန်လင်မြန်တဲ့အချိန်နဲ့တဟုံတို့ပြေးသွားခဲ့ပါတော့တယ်။မောင်ဆက်ကတော့အဖွဲပိုင်နဲ့ကျွဲကြီးအနားမှာတော့လူစိမ်းတစ်ယောက်ကစောင့်ကြနေတဲ့အပြင်တခြားလူစိမ်းတွေကလည်းကျွဲကိုနားမှာရှိနေခဲ့ကြပါတယ်။ အဲ့ဒီလူစိမ့်တွေကတော့မောင်ဆက်ကားတို့တောထဲကိုမလာခင်ရွာမှာဓမြတိုက်ဖို့ပြင်ဆင်နေကြတဲ့အဖွဲဖြစ်ပြီးတော့မောင်ဆက်ကားတို့တောထဲကိုကျွဲတွေတဲတော်မှာကိုတိတာကြောင့်ပဲအနောက်ကနေတဲတစိမ့်လိုက်လာခဲ့ကြတာဖြစ်ပါတယ်ဓမြအဖွဲကလူတွေကမောင်ဆက်ကားတို့နှစ်ယောက်ကျွဲကြီးတကောင်နဲ့အတူလာနေတာကိုမြင်တာနဲ့ကျောမှာလွှဲထားတဲ့တနတ်တွေကိုရှေ့ထုတ်လိုက်ပြီးမောင်ဆက်ကားတို့ကိုတနတ်နဲ့ချိန်ရွယ်ကပြစ်ခတ်ခဲ့ကြပါတော့တယ်ဒါပေမဲ့မောင်ဆက်ကားတို့အရှိမရှိနေတဲ့ အင်ကျွဲကြီးရဲ့အစီအရင်တွေကြောက်မယ်တနက်ကြီးစံတို့ရကျွဲကြီးကိုကြော်ပြီးဖောက်ထွက်မလာနိုင်တယ်လို့မောင်ဆက်ကကလည်းမြင်းပေါ်မှာထိုင်ရင်းဓမြအဖွဲကိုတနက်နဲ့ချိန်ထားခဲ့တယ်ဗျာတနက်နဲ့တောက်လျှောက်ပြစ်ခတ်နေတာတောင်မှနောက်တွန်သွားခြင်းမရှိပဲရှေ့ကိုတဟုံထိုးပြေးတက်လာတယ်အင်ကျွဲကြီးကိုကြီးကဓမြအဖွဲကထိတ်လန့်နေတဲ့အချိန်မှာပဲအင်ကျွဲကြီးကသူတို့စီကိုအချိန်နဲ့ပြေးလာပြီးယူနဲ့ခတ်လိုက်တာကြောင့်ဓမြအဖွဲလည်းကဲပါယူပေါ်အော်ဟေးခြင်းခြေဥတရကိုထွက်ပြေးခဲ့ကြပါတော့တယ် ဒီလိုနဲ့ဓမြအဖွဲ့နောက်ကိုလိုက်ရင်ကျွဲဦးနဲ့မလန်မကန်းကိုရောက်သွားတဲ့အင်ကျွဲကြီးဟာရုတ်ရက်ဆိုလို ပြင်းနေရာကနေရက်လိုက်ပြီးအရှိမရက်နေတဲ့တခုခုကိုစူးဆိုက်ကြည့်ရင်နှာရီတဖူဖူးမှုန့်နေခဲ့ပါတယ်အင်ကျွဲကြီးရဲ့အရှိမရှိနေတာကတော့အခုမောင်ဆက်ကတို့ရောက်နေတဲ့နေရာကိုအပိုင်စားရထားတယ်အစင်းတရမတကောင်ဖြစ်ပြီးနဲကျွန်လာတဲ့ကျွဲဦးကိုအပိုင်သိမ်းဖို့ကြံနေခဲ့တာဖြစ်ပါတယ်တရမရဲ့ခန္ဓာကိုယ်ကကျွဲကြီးတဲ့နှစလောက်ကြီးပြီး ခန္ဓာကိုယ်တစ်ခုလုံးကအတွင်းကတွေးကြော်တယ်အသားတွေကိုဖောက်မြင်နေရတဲ့အထိအရေပြားတွေကွာကြကမျက်နာကြီးကလည်းပုပ်ပွားနေပြီးရုပ်ပြက်ဆင်းပြက်နဲ့အင်မတန်မှတွေးပြက်ဖွဲရမျက်နှာသားဖြစ်ပါတယ်ဒါပေမဲ့မောင်ဆက်ကရဲ့အင်ကျွဲကြီးကလည်းမခေရာကြောင့်သူ့ကိုစူးစိုက်ကြည့်နေတဲ့အစိမ်းတရမကြီးကိုဒေါရမန်အပြစ်နဲ့ပြန်လဲကြည့်ရင်ရုပ်ရက်ဆိုးတို့လိုအစိမ်းတရမကြီးကိုဂျိုးနဲ့ပြစ်ခတ်ပါတော့တယ်အင်ကျွဲကြီးကရုပ်ရက်တိုက်ခိုက်လာတာကိုမြင်လိုက်ရတဲ့အစိမ်းတရမကလည်း အလွန်လျံမြန်တဲ့အချိန်နဲ့အင်ဂျွေကြီးရဲ့ဂျိုးနှစ်ဖက်ကိုလက်နှစ်ဖက်နဲ့ဖိလိုက်ကာအင်ဂျွေကြီးနဲ့အစိမ်းတရမတို့ကြားမှာတော့ပြေထန်တဲ့တိုက်ခိုက်မှုတစ်ခုကစတင်ခဲ့ပါတော့တယ်အင်ဂျွေကြီးနဲ့အစိမ်းတရမတို့တိုက်ခိုက်နေတာကိုခြုံွယ်ကနေချောင်းကြည့်နေတဲ့ဓမြအဖွဲ့သားတွေလည်းသူတို့ကိုပါတက်မဆိုးတာကြောင့်မောင်ရိတ်ကိုခေါ်ရင်တော့အပြန်ဘက်ကိုကြောက်လန့်တကြထွက်ပြေးသွားခဲ့ကြပါတယ်ဒီအချိန်မှာပဲအင်ဂျွေကြီးနဲ့အစိမ်းတရမတို့တိုက်ခိုက်တဲ့နေရာကိုမောင်ဆက်ကားနဲ့အစိုးရင်းတို့ကရောက်လာခဲ့ပြီး မောင်စကကလက်အုပ်ချီကမန္နာတပုတ်ကိုရွတ်ဆိုရင်အစိမ့်တရားမှရှိရာကိုလက်ဖွားနဲ့ဖြန့်ကချင်းရွယ်လိုက်ပါတယ်မောင်စကတယောက်မန္နာတွေကိုအဆက်မပြတ်ရွတ်နေခြင်းခဏအကြာမှာတော့မောင်စကရဲ့လက်ဖွားစီကနေအပြာရောင်မီးတော့ကြီးတစ်ခုကကိုနည်းရွယ်ကနေတဖြည်းဖြည်းသခေါလောက်ဖြစ်လာတဲ့အထိကြီးတွားလာခဲ့ပြီးအစိမ့်တရားမှကြီးရှိရာကိုဖြတ်ကနေပြောက်ွယ်ကပြေးထွက်သွားခဲ့ပါတော့တယ်အင်းကျွဲကြီးကိုတဲကြီးမဲကြီးတိုက်ခိုက်နေတယ်အစိမ့်တရားမှလည်းတူးစီကိုလာနေတဲ့မီလုံကြီးကိုမမြင်မဲ ကျွဲကြီးကိုဒါနင်းမိတိုက်ခိုက်နေတာကြောင့်မီလုံးကြီးကအစိမ်းတရမရဲ့ရင်ဘက်ကိုထိမှန်ကာအစိမ်းတရမလည်းအတန်နဲ့ကြီးနဲ့អော်ဟဲ့ရှင်ဝါးတပြန်အကွာလောက်ထိလွန့်ထွက်သွားခဲ့ပြီးမြေကြီးဘော့ကိုဖင်တန်ရဲ့လဲကျသွားပါတော့တယ်ဒီအချိန်လေးကိုစောင့်ကြည့်နေတဲ့အင်ကျွဲကြီးကလည်းအစိမ်းတရမပြန်အထားမှာခေါင်းကိုငုံပြီးအစိမ်းတရမရဲ့ဗိုက်တဲ့တဲ့ကိုဂျိုးနဲ့ပြစ်ခတ်လိုက်တာကြောင့်အထိနာနေတဲ့အစိမ်းတရမလည်းအတန်နဲ့ကြီးနဲ့နာကျင်စွာអော်ဟဲ့ညှဉ်းညူရင်းမိဘငွေတွေအကျဲလေထဲမှာတင်ပျောက်ခဲ့သွားခဲ့ပါတယ် အစိမ့်တွေမှကြီးပြောက်ွယ်သွားတာနဲ့အင်ဂျယ်ကြီးလည်းမိခိုးငွေတွေချားမာတယ်လက်တစ်စက်ဒါတာလောက်ရှိတဲ့ရုပ်လေးဖြစ်ပြန်လဲပြောင်းလဲသွားခဲ့ပြီးတော့မြေကြီးပေါ်မှာထောင်လျက်အနေထားနဲ့ကြံနေခဲ့ပါတယ်ပြဒနာတွေအလုံးခြုံငိမ့်သွားချိန်မှာတော့မောင်ဆက်ကလည်းအင်ဂျယ်ရုပ်ကလေးကိုကောက်ယူလိုက်ပြီးလွယ်အထဲကိုပြန်လဲထည့်သွင်းတာကျွဲဥကြီးကိုလှည့်ပတ်ကြည့်ရှုရင်းကျွဲကောင်ရင်ပြည့်မပြည့်ကိုရေးအတွက်နေခဲ့လိုက်ပါတယ်အဖွဲသားတွေအလုံးကိုလည်းတစ်ဖက်ရွာကိုရောက်မှအနားယူဖို့ပြောရင်း ကျွဲအုပ်ကိုပြန်လည်နေရာချကတဖက်ရွာကိုခရီးဆက်ဖို့ရိုးမတောအုပ်ကြီးတဲကနေထွက်လာခဲ့ကြပါတော့တယ်။မောင်ဆက်ကတို့ကုံတယ်အဖွဲဟာတောအုပ်ကြီးတဲကနေထွက်ပြီးတဖက်ရွာကိုတွားတဲ့အခါဘလို့ဖြစ်ရဲ့ဇန်းတွေကိုထပ်မံကြုံတွေ့ရအောင်မလဲဆိုတာကတော့နောက်ထပ်တစ်ပိုင်းမှာတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတန်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။